မင်္ဂလာပါဒီနေ့ကျွန်တော်တို့မြမဘရင်ရဲ့လက်ထက်ကတရားဥပဒေနဲ့အမ်တရားစီရင်ရေးအကြောင်းကိုနည်းနည်းလေးတွင်းကြကြဆွေးနွေးကြည့်ကြအောင်ပါဟုတ်ကဲ့ဒီအချက်လက်တွေကတော့တမိုင်းမတန့်တွေကနေယူထားတာပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တို့ဒီလိုဆွေးနွေးရတဲ့ရည်ရွယ်ချက်ကအဲ့ဒီခေတ်ကဥပဒေရဲ့အခြေခံသဘောတရားတွေအုတ်ချုပ်ရေးရန်ကြောက်ဘလိုမျိုးလေပတ်ခဲ့တယ်လဲဆိုတာပေါ့အင်း ပြီးတော့အမှုအခင်းတွေကိုဘလို့ဖြည့်ရှင်းခဲ့ကြသလဲဆိုတော့ထူးခြားတဲ့အချက်လေးတွေကိုနားလည်ဖို့ပါပဲဟုတ်ကဲ့အခုခုနဲ့ရှင်ကြည့်နေတော်တော်လေးကြွားချတာတွေတွေ့ရမှာပါဟုတ်ပြီအဲ့တော့အရင်ဆုံးအတိအကျကြတဲ့အချက်ကိုစပြောရရင်မြန်မာလူ့အဖွဲ့ရှိမှဘရင်ရဲ့အခန်းကဏ္ဍပဲနော်မှန်ပါတယ်ဘရင်ဆိုတာတိုက်ပီရဲ့ဗဟိုချက်မှအချို့အချာအာဏာပိုင်ရှင်ပေါ့ဟုတ်တယ်ကုကုကူရောပြည်သူတွေကပါသူ့ကိုအတက်အိုးအိမ်စီစဉ်အားလုံးအပေါ်မှာ အကျဉ်းမဲ့အာဏာရှိတယ်လို့မြင်ကြတယ်။ဟုတ်ကဲ့။ကဘာဦးကမဟာတမတ္တမင်းကနေဆင့်တက်လာတဲ့ဆိုတဲ့အယူအဆမျိုးပေါ့။အဲ့ဒါကအနောက်တိုင်းကလို့ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်းတယ်ကပြင်စနီမျိုးနဲ့တော်တော်လေးကွာနေတာပဲ။လုံးဝမတူပါဘူး။ဒီလိုအကျဉ်းမဲ့အာဏာပိုင်ဆိုတဲ့အယူအဆကတရားစီရင်ရေးကိုဘလို့တယောက်ခဲ့လဲဆိုတာကစိတ်ဝင်စားစရာပဲ။အဲ့ဒီအကျဉ်းမဲ့အာဏာဆိုတဲ့သဘောတရားမှလေဟိန္ဒူအတွေးခေါ်လွှမ်းမှုမှုနည်းနည်းရှိနေလေ။ဟုတ် ပရင်နဲ့ပြည်သူကြားမှာတမင်တကာခွဲခြားထားတဲ့အလွာတစ်ခုရှိတယ်ဆိုတဲ့သဘောမျိုးပေါ့။အင်းအင်း။ဆိုတော့ပြင်းကတိုက်ပြီးအုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်ကြီးတွေကိုတော်တော်လေးမိခိုအားထားခဲ့ရတယ်။အဲ့ဒါကကောင်းတယ်လို့လို့နဲ့အားနည်းချက်လည်းဖြစ်နိုင်တာပေါ့နော်။ဟုတ်ပါတယ်။ဥမာအနော်ယထာဘရင်တို့အလောင်းဖျားလို့တကယ်အင်အားကြီးတဲ့ပြင်းတွေကတော့နိုင်ငံကိုစီးလုံးအောင်လုပ်နိုင်ခဲ့တယ်။ဟုတ်ကဲ့။ဒါပေမဲ့စနစ်တကျအစိုးရဖွဲ့စည်းပုံမျိုးကတော့အင်းကုန်းပုံခေတ်လောက်ရောက်မှပဲပိုပြီးပုံစံကျလာတာတွေ့ရတယ်။ ဥပဒေတွေကတော့ဘသူကပြတ်ထန်းတာလဲဥပဒေတွေကတော့ဘယင်ကိုရိုင်းနဲ့မဘယင်အမိန့်နဲ့ပဲထုတ်ပြန်ပြတ်ထန်းခဲ့တာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီခေတ်ကဥပဒေတွေရဲ့အရေးမြစ်ကိုကြည့်အောင်သုံးခုရှိတယ်ပြောတယ်နော်ဓမ္မတဟုတ်ကဲ့ဓမ္မတရာဇတ်တပြီးတော့ဖြစ်ထုံးဟုတ်ပြီဒီထဲမှာဘယင်ကိုရိုင်းထုတ်တဲ့ရာဇတ်တကအာနာရှိဆုံးဆိုဒီသုံးခုကဘလို့ကွာချပြီးအလုံးလုံးခဲ့ကြတယ်လေတောင်းနေမိခွန်ပါပဲ မြန်မာဥပဒေစနစ်ကဟိုအင်္ဂလိပ်တွေမရောက်ခင်1900ဆုနှုန်းပိုင်းလောက်အထိလေတဖြည်းဖြည်းတဘာဝတိုင်းဖွံ့ဖြိုးလာခဲ့တာမှာอืมကြီးကြီးမားမားပြောင်းလဲမှုတွေပြတ်တောက်မှုတွေတိတ်မရှိခဲ့ဘူးအဲ့ဒီအရင်မြေသုံးခုထဲမှာဓမ္မသက်တွေကအခြေခံအကြအဆုံးလို့ပြောလို့ရမယ်ဓမ္မသက်ဆိုတာကိုကင်းဝေမင်းကြီးဦးကောင်းကအသေးပဲဖွင့်ခဲ့တာရမ်းလာတယ်နော်လူတဘာဝနဲ့ထုံနှံ့စင်လာတွေကနေအလိုလျောက်ဖြစ်ပေါ်လာတဲ့အငင်းပေါမှုတွေပစ္စည်းခွဲဝေမှုတွေကိုဖြည့်ရှင်ဖို့လိုင်နာရမယ်ဥပဒေစီမင်းစီခံမရတဲ့ဟုတ်ကဲ့မှန်ပါတယ် ပြီးတော့အိမ်ထောင်ဖြူတာ၊ကွာရှင်းတာ၊အမွေစခန်းတာလို့လူမှုရေးကိစ္စတွေမှာတန်းတူညီများမှုတဘောကို အခြေခံတဲ့ဆိုတာလေစိတ်ဝင်စားဖို့ကောင်းလေဟုတ်ပါတယ်အံ့ဩစရာကောင်းတာကလင်းမယာတာသမီးဆိုပြီးဂျားမခွဲခြားမှုမရှိတဲ့မိသားစု အခွင့်အရေးတွေကိုဖော်ပြထားတာပဲဒါကတဘာဝတရားမြတ်တာမှုနဲ့လူသားချင်းစာနာမှုအပေါ်အခြေခံတယ်လို့ပြောလို့ရမလားအတည်ကြပါပဲ သမသတ်ဒီဆိုတာရှေခိလူမေမှုဘဝနဲ့ဓလေ့ထုံတန်းနေရဲ့မှတ်တမ်းနေလို့ပါပဲဟုတ်ကဲ့ဒါတွေကဖီးရင်နေဝင်ကြီးတွေတရားသူကြီးတွေလိုက်နာဖို့လိုင်းယွန်ချက်တွေဖြစ်တယ်လို့ပြည်သူတွေနေထိုင်ကျင့်သုံးဖို့စံနှုန်းတွေလည်းဖြစ်တယ်ဘဒူရီယာရေးခဲ့တာလဲအများစုကတော့ထင်ရှားတဲ့ယဟန်ပညာရှင်တွေလူပညာရှိတွေကရေးသားခဲ့ကြတာပေါ့ဒါပေမဲ့တခုတတိပြုအမှာကဒါတွေဟာဒီနေ့ခေတ်လို့ပုံမှန်တိတိကျကျနဲ့ရေးထားတဲ့ဥပဒေကြမ်း scope soft law မျိုးတော့မဟုတ်ဘူးပေါ့နော်อืมဒလေထုံးစံအခြေခံလမ်းညွှန်ချက်ဒီဆိုပါတော့ဟုတ်ပါပြီဒလေထုံးစံအပေါ်အခြေခံတဲ့လမ်းညွှန်ချက်တွေမူတွေဖြစ်တယ်အရေးကြီးဆုံးကဘာလဲဆိုတော့ဒီတမတက်တွေဟာဒီနေ့မြန်မာဒလေထုံးစံဥပဒေရဲ့အဓိကအရင်းမြစ်အချက်ရှိနေတော့မယ်ဆိုတာပါပဲအခုထီတော်လားဟုတ်ကဲ့တရားရုံးထဲမှာကိုးကားနေရစေပါဘယင်းနေကိုတိုင်းကလည်းဓမ္မသက်ကိုအလွန်လေးစားခဲ့ကြတယ်ဟုတ်တယ်ဒါပေမဲ့ဘီအမိရာဇသက်ကပူအာနာရှိရမလားဟုတ်ပါတယ် ရာဇသက်ကဓမ္မသက်ကိုကြော်လွားနိုင်တဲ့အာဏာရှိပေမယ့်လေဓမ္မသက်ရဲ့အခြေခံမူတွေကိုလွယ်လွယ်နဲ့တော့ဖေးဖေးလေးမရှိခဲ့ကြပါဘူး။อืมပိတကတ်တမိုင်းမှာဓမ္မသက်ပုံဆက်ရခွန်စီငါဆောင်လုံးရှိခဲ့တယ်လို့မှတ်တမ်းအောင်ရှိခဲ့ဘူးတဲ့။အများကြီးပဲမင်းတို့မင်းလက်ထက်ကင်းဝမင်းကြီးပြုစုထဲတဲ့ဓမ္မသက်တွေကအခုထိ၃နေလုံးဆိုတာကလည်းသူ့ရဲ့အရေးပါမှုကိုပြနေတာပဲ။ဟုတ်ကဲ့ရှေးအကြောင်းဓမ္မသက်တွေလည်းရှိခဲ့သလိုပကန်ခိကမနုဓမ္မသက်လင်ကာတို့နရပတိစီသူလက်ထက်ကဓမ္မဝီလာသက်ဓမ္မသက်တို့လိုထင်ရှားတဲ့ဓမ္မသက်တွေလည်းအများကြီးရှိခဲ့ပါတယ် ဒါကိုကြည့်ရင်မြန်မာနိုင်ငံမှာယာစုနှစ်တည်းချီပြီးကိုပိုင်ဥပဒေစနစ်တစ်ခု ရှိခဲ့တယ်လို့ပြောနိုင်တာပေါ့ဟုတ်ပါတယ်ဒါဟာထုံနှန်းစင်လာနဲ့လူအဖွဲ့အစည်းရဲ့ငြိမ်းချမ်းရေးတဟာဇာရဖြစ်ရေးကိုအခြေခံတဲ့စနစ်တစ်ခုပါအင်္ဂလိပ် common law တို့ဥရောပ civil law တို့နဲ့မတူတဲ့မြန်မာယူရဥပဒေစနစ်လူခေါ်ရမှာပေါ့နော်ဟုတ်ပါတယ်ဒုတိယအရင်အမေကတော့ယာဇဒက်ပေါ့อืมဒါကတော့ရှင်းပါတယ်ဘရင်အမိန်တော်တွေအမိန်ပြန်တန်းတွေပေါ့ အတိကကတော့တရားဥပဒေစိုးမိုးရေးလုံခြုံရေးငြိမ်းချမ်းရေးအတွက်လိုအပ်တဲ့ရာဇဝတ်မှုဆိုင်ရာဥပဒေတွေစည်းမျဉ်းတွေဖြစ်တယ်။ဘယင်တဘာဘီတဘာထုတ်ပြန်ခဲ့တာတွေစုထားတာမျိုးလား။ဟုတ်ပါတယ်။စူးစိမှုဖြစ်ပါတယ်။ဒုက္ခဒုက္ခမှာတော့အာနာအရှိဆုံးပဲ။ဒါပေမဲ့အင်္ဂလိပ်မြန်မာစစ်ပွဲတွေအပြီးမှာတော့မြန်မာဘယင်တွေရဲ့အာနာကျဆင်းသွားတော့ရာဇတ်ရဲ့အရှင်ကွာကလည်းမင်းမိတွေ့ခဲ့ရတာပေါ့။တတိယတစ်ခုကဖြတ်ထုံဒါကတော့ဘယ်လိုမျိုးလဲ။ဖြတ်ထုံဆိုတာကတော့ တရားရုံးတွေခုံရုံးတွေလွတ်တော်လိုအဖွဲ့စည်းတွေကအမှုအခင်းတွေမှာချမှတ်ခဲ့တဲ့တရားစီရင်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေစီရင်ထုံးတွေပါပဲ။ဩတရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်မတန်းတွေဆိုပါတော့ဟုတ်ပါတယ်။ဥပမာသူရမစာရီဖြတ်ထုံးဆိုတာမျိုးကထင်ရှားပါတယ်။ဒီထုံးကူပေါ်ဓမ္မတက်ရာဇသက်ဖြတ်ထုံးဒါတွေကမြမဥပဒေရဲ့အဓိကအုတ်မြစ်တွေပါပဲ။ ော်တော်စိတ်ဝင်စားစရာကောင်းတာကဒီဥပဒေတွေကဟိုခက်တယ်လို့လူတော်တွေမှာဆွေးရွေးအတီးပြူတာမျိုးမဟုတ်ဘူးနော်ဟုတ်ပါတယ်လူအဖွဲ့စီရဲ့ဒလေးထုံးစံတွေဘယင်းတွေတရားသူကြီးတွေပညာရှိတွေရဲ့အစဉ်လာလက်ဆင့်ကမ်းမှုတွေကနေတဖြည်းဖြည်းပေါ်ပေါက်လာတာပါမင်းဆက်တပြောင်းမယ်မယ်ဥပဒေရဲ့အနှစ်သာရကတိတ်မပြောင်းဘူးဆိုတော့ဒါကမြမအမွေအနှစ်တခုလိုပဲမှန်ပါတယ်ဒေါက်တာဖောဟမ်မာဆိုတဲ့ပညာရှင်တယောက်မှတ်ချက်ပေးဘူးတို့လို့ပေါ့မြမဘီရင်တွေကရှိပီတာဥပဒေကိုထိန်းသိမ်းစလို့ ပြည်သူတလေးနဲ့ကင်ရင်မဲ့ဥပဒေအတစ်တွေကိုလည်းစ조사ပြတ်ထန်းခဲ့ကြတယ်။ဟွန်းတခါလေအထုကော်မတီတွေဖွဲ့ပြီးလူအဖွဲ့အစည်းအကျိုးအတော်ဥပဒေကျန်းတစ်တွေတော်ပြုစုခဲ့ကြတယ်လို့ဆိုပါတယ်။ဟုတ်ပြီ။ဒါဆိုအဲ့ဒီဥပဒေတွေကိုလက်တွေ့အကောင်အထည်ဖော်တဲ့အုပ်ချုပ်ရေးကိုစီမံခံခဲ့တဲ့အတ္တိကအဖွဲ့အစည်းတွေအကျိုးဆက်ရအောင်။အရေးပါဆုံးကလွတ်တော်မယ်နော်။ဟုတ်ကဲ့လွတ်တော်ပါ။လွတ်တော်ဆိုတာအုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးအားလုံးရဲ့အမြင့်ဆုံးအဖွဲ့အစည်းလို့ဆိုရတယ်။ ကံခေတီလိုမင်းလိုလင်းထက်ကလေးကစခဲ့တာဆိုတော့တမိုင်းကအင်မတန်ရှည်တယ်ဟုတ်ပါတယ်ဖွဲ့စည်းပုံကဘရင်ကရွေးတဲ့ဝိုင်းရင်ဝင်းကြီးလေးဦးဝင်းကြီးလို့ခေါ်တယ်သူတို့ကိုကူဖို့လက်ထောက်ဝန်းထောက်လေးဦးပြီးတော့တရားရေးတောင်းအခန့်တူပါတယ်နော်ဟုတ်ကဲ့နန်းတော်ဝင်းထဲကခမ်းမကျေမှအစည်းအဝေးလုပ်ကြတာပါသူ့ရဲ့ဥစ္စာကဘလောက်ကြီးလဲဆိုရင်ဘရင်အမိတ်တွေနောက်ဆုံးတည်တံအမိတ်တွေတောင်လွတ်တော်မှာမှတ်ပုံတင်ပြီးမှ အတီးဖြစ်တယ်ဆိုတော့တော်တော်အရေးပါတယ်နော် မှန်ပါတယ်ဒါပေမဲ့တခုရှိတာကလွတ်တော်ဆိုတာခစ်တက်ကလွတ်တော်ပါလက်မှန်လို့ရောတရားရုံးချို့လို့အာနာမျိုးတွေပါရှိနေပေမဲ့အဆုံးဆုံးမှာတော့ဖီရင်ရဲ့အောက်မှာပဲရှိတာပါအော်ဘယင်းနဲ့လွတ်တော်ကခွဲလို့မရဘူးဆိုတဲ့သဘောလားဟုတ်ပါတယ်ဝင်းကြီးလေးဦးကဖီရင်ရဲ့အထက်ကအကြံပေးတယ်ခစ်တက်အစိုးရအဖွဲ့ကက်ဘိနက်လိုမျိုးပေါ့နေတိုင်းတုံးကျင်စီဝေးလို့ရတယ်ဆိုတာကလည်းတာဝန်တော်ကြီးပုံပဲဟုတ်ကဲ့ အရင်ချင်းပြေဝတဲ့ဖယင်းတွေလက်ထက်မှာဆိုရင်အချို့အချာအာနာကိုဖယင်းနဲ့လွတ်တော်ကပူးတွဲကျင်းသုံးတယ်လို့တော့ပြောလို့ရတယ်။ဖယင်းနဲ့ပြည်သူကြားကအဓိကပေါင်းကူတရားလို့တင်နေတာပေါ့။ဟုတ်ပါတယ်။ကောမောက်ခေရောက်ကျော်လွတ်တော်အောက်မှာဝင်ကြီးချုပ်ပေါ်လာပြီးဝင်ကြီးဌာနတွေနဲ့ပုံပြီးစနစ်ကျလာတယ်။ဝင်ကြီးဌာနစနစ်ကကောမောက်ခေမှာစလာလား။လက်ထက်ကနေကစခဲ့တာပါ။ပကြီးတော်လက်ထက်မှာဆိုဝင်ကြီးဌာန၉ခုလောက်တောင်ရှိလာပြီ။ဥပမာကာကွယ် တရားရေးဘဏ္ဍာရေးနိုင်ငံရေးစသဖြင့်ပေါ့อืมဒီအုတ်ချုပ်ကြီးပုံစံကကုန်းပေါင်ခဲ့အထိဆက်ရှိနေခဲ့တာပေါ့ဟုတ်ကဲ့တည်တန်းခဲ့ပါတယ်လွတ်တော်ဖြင့်နှုတ်ထက်ရေးပါတဲ့ဖွဲကဘဲတိုက်လို့ခေါ်တဲ့အတွင်းဝင်ယုံတော့ဟုတ်ကဲ့တယ်ဘဲတိုက်ဒီမှာလည်းအတွင်းဝင်၄ဦးပါတယ်သူတို့ကဘရင်ရဲ့အတွင်းကြီးဦးချုပ်တယ်လို့ပဲနန်းတော်ရေးရတွေကိုအထူးကတောင်းဝန်ယူရတယ်ဟုတ်ကဲ့ဝင်ချီတွေတော့ຢာတို့မမြင်ပေမဲ့ဘရင်နဲ့တိုက်ရိုက်ထိတွေ့နေကနေတော့လက်တွေ့မှာအဥ္စာရှိရလို့ဆိုတယ် ်မှန်ပါတယ်လွတ်တော်နဲ့ဘယင်ကြားတရင်အချက်လက်တွေအမိန့်တွေပြပို့ဆက်တွေ့ရမှာအဓိကကြပါတယ်သူကတော့အစည်းအဝေးလို့ရတယ်လားဟုတ်ကဲ့နေ့စဉ်နေ့ချင်းအစည်းအဝေးလုပ်ပြီးလွတ်တော်ကချမှတ်လိုက်ကြအမိန့်တွေကိုလက်တွေ့အကောင့်ထဲဖော်ဖို့တာဝန်ယူရတယ်နန်းတော်အုပ်ချုပ်ရေးဗဏ္ဍာရေးတွေကိုစီမံရတယ်ဘယင်နဲ့နီကတ်မှုပဲဆိုပါတော့ဟုတ်ပါတယ်ဘီအင်စီတိုက်ရိုက်တင်ပြခွင့်ဆက်သွယ်ခွင့်ရှိတာကသူ့ကိုအရေးပါစေသူတို့မှတရားစီရင်ခွင့်ရရှိလား လွတ်တော်ရဲ့တရားစီရင်ရေးအာဏာကိုမထိပါစေဘဲဘီရင်ကခွင့်ပြုထားတဲ့ပေါင်ထဲကနေအမှုခင်းအချုပ်ကိုစီရင်ခွင့်တော်ရှိခဲ့ပါတယ်။ကဲ။ဒါဆိုရင်တရားစီရင်ရေးရန်တရားကိုရင်ကဘလို့အလုပ်လုပ်တယ်လဲဆိုတာကြည့်အောင်။စိတ်ဝင်စားစရာကရာစုမှုနဲ့တရားမှမူစီရင်ပုံကွဲပြားတယ်ဆိုတာပဲ။ဟုတ်ကဲ့။ပြည်သူငင်ချရဲ့ကိုထိခိုက်တဲ့ရာစုမှုတွေကိုတားဆီးအပြက်ပေးတာကအိုချိုရဲ့ရရှိရေးတာဝန်။မှန်ပါတယ်။တရားမှအငင်းပွားမှုတွေကတော့ဘီရင်ခံတဲ့တရားသူကြီးတွေ ဒါမှမဟုတ်အမှုတွေတွေတဝါသူရွေးချယ်တဲ့ခွန်သမားတိလူကြီးတွေကစီရင်နေဟုတ်ပါသလားဟုတ်ပါတယ်အယူခံဝင်ခွင့်ကတော့နောက်ဆုံးပြီးရင်အထီရှိပါတယ်ဒါပေမဲ့ချွန့်ချက်နှစ်ခုရှိတယ်ပါတယ်လဲတစ်ခုကနဖက်တဘောတူရွေးထားတဲ့ခွန်သမားကြီးလူကြီးရဲ့ဆုံးဖြတ်ချက် နောက်တစ်ခုကတော့နောက်မှပြောမယ့် Diamond Sitchin နဲ့ရလာတဲ့ဆုံးဖြတ်ချက်ပါဒီနှစ်ခုကိုတော့အယူခံဝင်လို့မရတော့ပါဘူးဩဟုတ်ကဲ့ဒါဆိုတရားမှမှု Civil Justice အကြောင်းအရင်ပြောကြည့်အောင် သမတတိကအဓိကအဖြစ်တရားမှကိစ္စတွေကိုပဲပြောတာနော်ဟုတ်ပါတယ်အဓိကကတရားမှကိစ္စတွေပါအမှုတစ်ခုမှာတရားမှရုံရာဇဝတ်မှုရောပါနေတောင်းသမတကတရားမှအပိုင်းကိုပဲအဓိကထားတယ်ဟုတ်ကဲ့ရာဇဝတ်မှုပြပရေးကိုတော့အုတ်ချုပ်သူရဲ့အပိုင်းစစ်ထားလိုက်တာပါတရားမှမှုတွေကိုတရားသူကြီးဒါမှမဟုတ်ခေါင်းနှမကြီးသူကြီးကစီးရင်တယ်ဒီနေရာမှာအရင်ထူးခြားတဲ့တလိတခုပြောကြတယ်လက်ဖက်စားခြင်းတယ်ဟုတ်ပါတယ်စီရင်ချက်ကိုနှစ်ဖက်လုံးကကျင်းနိုင်ရင်အတူတူလက်ဖက်စားကြတယ် ဒါကဆုံးဖြတ်ချက်ကိုလက်ခံတယ်ဆိုတဲ့အတီးမှဖြူမှုဖြစ်ပြီးအင်းနောက်မှအယူခံလို့မရတော့ဘူးဆိုတာလားဟုတ်ပါတယ်အကြည့်သဘောပါပဲအပီးသက်ဖြစ်သွားတာပေါ့ဟုတ်ပြီဒါဆိုဖြစ်မှုဆိုင်ရာတရားစီရင်ခြင်းဘက်ကိုကြည့်အောင် ဟုတ်ကဲ့ဒီဘက်မှာတော့ဓမ္မသက်ကိုတုံးတာရှားပါတယ်ဘယ်ဟာကိုရာဇဝင်းမှုဖြစ်တတ်မှတ်တယ်လဲဆိုတာကဘယင်လိုက်နည်းနည်းกว่าနိုင်ပေမဲ့အများအဖြစ်တော့နိုင်ငံတော်ပုံကံမှုလူထံမှုမူရင်းမှုပြန်ပေးဆွဲမှု ဓာပြမှုခုံးမှုစတာတွေပါဝင်ပါတယ်ပြစ်တန်တွေကတော့ပြစ်တန်တွေကလည်းဂျိန်တန်ကနိတေတန်အထိအမျိုးမျိုးပါပဲကိုလည်းအင်္ကာဖြစ်တော့တာပြီးနေတာမျိုးနိလည်းရှိတယ်ဒီအမှုတွေကိုဘသူကစီရင်တာလဲတရားသူကြီးတွေပဲလားမဟုတ်ပါဘူးဒါတွေကိုအုပ်ချုပ်ရေးအရာရှိတွေကစီရင်တာပါတေတံကိုတော့အလွန်ဆိုးရတဲ့ပြမှုတွေအတွက်ပဲချမှတ်လေရှိပြီးချမှတ် ပြီးရင်တော့ဘရင်တဲ့အကြံပေးတွေပြန်သုံးတတ်ဖို့အနည်းဆုံး၁၀ရက်ဆိုင်းငံ့ထားရတဲ့အကာအကွယ်မျိုးရှိခဲ့ပါတယ်။အော် ဒါလည်းကောင်းတဲ့အချက်ပဲအမှုစစ်စစ်ရတဲ့နီလန်ဒီကတော့ဘလို့လဲအစာပိုင်းမှာနှုတ်နေမယ်ရှောင်းလဲချပင်မယ်နောက်ပိုင်းစာနေမှတည်းဆိုဟုတ်ပါကြီးတောင်ကူခစ်လောက်ကစပြီးစာနေမှတန်းတင်တဲ့အလီ ပိုးခိုင်းမာလာတယ်လို့ဆိုတာပါတရားရုံးစာရေးတွေဟာတက်တေထွက်ဆိုချက်တွေတရားဟူကြီးဆုံးဖြတ်ချက်နဲ့အကြောင်းပြချက်တွေကိုမှတ်တမ်းတင်တယ်အထီးကောက်တော့နှုတ်တက်တေစာရွက်စာတမ်းတက်တေတွေနဲ့စစ်တာပေါ့ဟုတ်ကဲ့ဒါမဲ့တက်တေလုံးဝမခိုင်လုံတဲ့အခါ အမောက်တက်တီလုံးဝမရှိတဲ့ချီနေမျိုးမှာတိုင်းပင်စစ်ချင်း try up by order ဆိုရင်နီးကိုတုံးခဲ့ကြတယ်အဲ့ဒါကတော်တော်ထူးဆန်းနေနော်ဟုတ်ပါတယ်တော်တော်လေးထူးခြားဆန်းကျေပါတယ်လေးမျိုးလောက်ရှိတယ်လုံမတန်းတင်ထားတယ်ဘလုံမျိုးတွေလဲတက်မီးတိုက်ပင်ဆိုတော့ကဖြောင်းတိုက်အတူတူကိုမီးမြပြီးပါဆက်သေးရင်ကုန်ထားရတာအရင်ကုန်တဲ့သူရှုံးဟုတ်တက်ရေတိုင်းပင်ကတော့ရင်ငုပ်ပြီးအကြလုံးနေနိုင်တဲ့သူနိုင် တုံစန်တိုင်းမင်ကစန်ကိုဝါခိုက်ပြီးအရင်ကုန်သူနိုင်ဒါမှမဟုတ်ပါဆက်ဆေးရအကြည်ဆုံးသူနိုင်ဟုတ်လေးခဲတိုင်းမင်ဆိုတာကအေးပျော်နေတဲ့ခဲရည်တဲ့လက်ညိုနဲ့ရတာမလောင်တဲ့သူနိုင်နဲ့အာကြားရတာတော့ကြောက်စရာပဲဟုတ်ပါတယ်ဒီလိုနီလန်းနေဟာအခုခေတ်အမြင်နဲ့ဆိုရင်တော့လက်ခံမှုခဲ့ပေမဲ့အဲ့ဒီခေတ်အခါကတစ်ထက်မဲ့အမှုတွေမှာအဆုံးဖြတ်သိမှုတုံးခဲ့တဲ့နီလန်းနေဖြစ်ခဲ့ပါတယ်ဒီမှုစစ်ဆေးပုံတွေကတက်ပြီးတော့တရားဝင်ပုံစံကြားတာမျိုး တင်းကျက်တာမျိုးမဟုတ်ဘူးလို့ဆိုနိုင်မလားဟုတ်ကဲ့အထူးသဖြင့်ကြေးဝါတွေမှာပေါ့ရွာလူကြီးကကြားဝင်ဖြန်ဖြဲသူခုံတမာတိလူကြီးဖြစ်နေရွာရဲ့ငင်းချမ်းရေးတဟဆရာဖြစ်မှုကိုပဲအဓိကထပြီးဆုံးဖြတ်ကြတာများပါတယ်လင်းညွန်မှုလို့ရရင်ဓမ္မတာဖြစ်ထုံးတွေကိုကပဲမယ်ဒါတွေကဒီနေ့ခေရှိနေတယ်နားလေတယ်တိကျတဲ့ဥပဒေတဘောမျိုးတော့မဟုတ်ဘူးပေါ့ဟုတ်ပါတယ်အဲ့တဘောပါပဲ အဓိကအဖွဲ့ရှိတဲ့အပြင်တခြားတယောက်စီရင်ရေးဆိုင်ရာယုံဒီလည်းရှိသေးတယ်နော်ဟုတ်ကဲ့ရှိပါတယ်မြို့တော်လုံးကျုံရဲ့အတွက်မြို့ဝံလေးဦးရှိတယ်သူတို့ကခိုးမှုရန်ဖြစ်မှုလိုကိစ္စတွေကိုကင်တွယ်ပြီးဘီအန်စီအစီရင်ခံရတယ်ဟုတ်ပါတယ်တရားရုံးတီးတာအနေနဲ့ပြောရင်အချမ်းပင်အုပ်စုခွဲချိလို့ရပါတယ်ရာဆွဲမှုကင်တွယ်တဲ့ယုံဆိုရင်ဥပမာအရွှေ့ယုံပေါ့မြို့တော်တွင်ရာဆွဲမှုတွေစီရင်တယ်တေးတန်လိုကိစ္စကြီးရင်တော့လွတ်တော်ခွင့်ပြုချက်လိုတယ်နန်းတွင်ရအတွေ့ရော နန်းတွေရဲ့အတွက်ကအနောက်ယုံရှိပါတယ်။နန်းတွေအပြိုတော်တွေအမျိုးသမီးတွေကိစ္စအထူးစီရင်နေယုံပါ။တရားမမှုတွေအတွက်ကောတရားမမှုတွေကြိုက်တွေတာကတရားယုံတော်ပါ။ဒါကအဓိကတရားယုံပဲမျက်နာချင်းဆိုင်ဖြည့်ရှင်းခြင်းမျက်နာညီနီးကိုတုံးတယ်။မျိုးတော်တွင်အမှုရောနေကယူခံမှုတွေကိုပါစီရင်ပါတယ်။အထူးယုံတွေလည်းရှိသေးတယ်ဆို။ဟုတ်ကဲ့။နန်းတို့လုံယုံရဲ့အတွက်ဝင်းယုံ။ နောက်ပိုင်းခေတ်ကျတော့အင်္ဂလိပ်ညွန်မှာပူတွေတရားရုံးဆိုရှိလာတယ်ပြီးတော့နိုင်ငံခြားသားကိစ္စတွေစီရင်တဲ့ကလာဝင်ရုံးစာတွေလည်းရှိခဲ့ပါဗျာအဲ့ဒီရုံးတွေရဆုံးဖြတ်ချက်တွေကိုအယူခံလို့ရသေးလားဟုတ်ကဲ့အများစုကအယူခံဝင်နိုင်တဲ့အလံကြောင်းတွေရှိခဲ့ပါတယ်ဒါကမြို့တော်အတွင်းကခြေနေပေါ့မြို့တော်ပြန်ပနေဒီမှာရောတရားစီရင်ရေးကပြီလို့လေအဲ့ဒီမှာတော့အုတ်ချုပ်ရေးတော့တရားစီရင်ရေးအာဏာပါမြို့ဝိမြို့စားတွေလက်ထဲမှာအဓိကရှိတယ်လို့ဆိုတယ်ဟုတ်ပါတယ် သူတို့အောင်မမရွာသူကြီးအကြက်ဆက်တဲ့ရွာရှိငယ်တွေရှိတာပေါ့တေရန်ပေးနိုင်တဲ့အမှုကြီးတွေကိုမြို့ဝင်မြို့သားတွေကကင်တွေစီရင်ပါတယ်တရားမှမှုတွေကြလို့ယုံတရားမှမှုတွေမှာတော့မြို့တော်မှာလိုပဲအမှုတွေကသူတို့ကြိုက်ကနှစ်ဖက်လုံးကလေးစားတဲ့ဘသူကမစိုးတရားသူကြီးအဖြစ်ရွေးချယ်ဆောင်ရွက်ခိုင်းလို့ရပါတယ်ဩခုနပြောတဲ့လက်ဖက်စားတဲ့ကိစ္စလိုပေါ့ဟုတ်ပါတယ် တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုနှစ်ဖက်လုံးကလက်ခံကြောင်းလက်ဖက်စာချင်းဖြင့်ပြလိုက်ရင်အယူခံလို့မရတော့ဘူးဆုံးဖြတ်ချက်တိုင်းကတမတ်တက်နဲ့ညီရမယ်တရားသူကြီးတွေခွန်သမားတွေလူကြီးတွေတဲ့ရောစံနှုန်းတွေရှိလားရှိပါတယ်ဓမ္မသက်ကိုကျွမ်းကျင်ရမယ်ဗမလိုက်ရဘူးလာစဟမှုကင်းရမယ်ဆိုတဲ့စံနှုန်းတွေရှိခဲ့ရပါဒီနေ့မှာစိတ်ဝင်စားစရာကောင်းတာရအရာရှိများစုကအုတ်ချိုးရဲ့အာနာရောတရားစီရင်ရေးအာနာပါနှစ်ခုလုံးပိုင်ဆိုင်ထားကြတာပဲဟုတ်ကဲ့ ဒါကဘယင်ရဲ့အာနာကိုနိုင်ငံအစွန်အဖျားအထိရောက်အောင်ထိန်းချုပ်နိုင်အောင် လုပ်တဲ့အဓိကနီလန်းချစ်ခဲ့ပါတယ်။ဒီစနစ်ကမိမဘယင်ရဲ့အုပ်ချုပ်မှုနောက်ဆုံးအတိတ်တန်းခဲ့ရဲဆိုတော့တော်တော်အားကောင်းခဲ့ပုံပဲ။ဟုတ်ပါတယ်။ကောင်းကောင်းတည်တန်းခဲ့ပါတယ်။နောက်ထပ်ထူခြားတယ်လို့ထင်တဲ့အချက်ကခုံထမတီတရားရုံးတွေပဲ။ဒါကတရားရုံးကိုတွားစီရမလို့ပဲအမှုတေတီတပေါ်တူတဲ့လူနဲ့ဖြည့်ရှင်းတာမျိုးနော်။အတိအကျပါပဲ။ဒါကမြမရိုးရတရားစီရင်ရေးရဲ့တော်တော်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုပါ။ ဘလို့လို့လို့တာလဲအမှုတဲတွေကသူတို့အမှုကိုဆုံးဖြတ်ပေးဖို့လူတယောက်ကိုသဘောတူကြောင်းလက်ဖက်စားပြီးအတီးပြူးလိုက်ရင်အဲ့ဒီလူရဲ့ဆုံးဖြတ်ချက်ကအပြီးသက်ဖြစ်သွားပြီ။ဩဒါလေအယူခံဝလွတ်မိရတယ်ပေါ့။ဟုတ်ပါတယ်။ဒီနေရာမှာရန်အရေးကြီးတဲ့အချက်ကိုပြန်ကောက်ရင်မြန်မာပြည်ကြီးမှာအဆုံးဖြတ်၃မျိုးကအပြီးသက်ပဲ။ဟုတ်ကဲ့။တဲ့ဘယင်းအမိန်တော့ရာဇသက်နင့်လွတ်တော်ရဲ့စီရင်ချက် ၃ခုနပြောတဲ့ခုံသမားကြီးရုံရဲဆုံးဖြတ်ချက်လက်ဖက်စားပြီးအတီးပြူထားရင်ပေါ့ဒီ၃မျိုးကနောက်ဆုံးဆုံးဖြတ်ပဲဟုတ်ပါတယ်အယူခံဝင်လို့မရတော့ဘူးတခြားတရားရုံရဲဆုံးဖြတ်ချက်တီကတော့အမှုတွေတွေကလက်ဖက်စားပြီးသဘောတူညီမှုမပြသေးရင်အယူခံဝင်နိုင်သေးတယ်ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ခြုံငုံကြည့်လိုက်ရင်မြန်မာပြည်များကတရားစီရင်ရေးဟာတော်တော်လေးစိတ်ဝင်စားစရာကောင်းပြီးအဲရှုပ်ထွေးတဲ့စနစ်တစ်ခုလို့ပြောရမယ်နော်ဟုတ်ကဲ့ဘယင်ရဲ့အကျွမ်းမဲ့အာဏာနဲ့ဘိုးကြော့မှု ဥပဒေရဲ့အရင်းအမြစ်၃ခုဓမ္မတအရာစတဖြတ်ထုံးနဲ့သူတို့ရဲ့အပြန်အလှန်ဆက်ဆံမှုအဓိကအောက်ချုပ်ရေးနဲ့တရားစီရင်ရေးအဖွဲ့တွေဖြစ်တဲ့လွတ်တော်နဲ့ဖြစ်တာရဲ့အခန့်ကဏ္ဍဟုတ်ပါတယ်ပြီးတော့တရားမှုနဲ့ရာဇဝတ်မှုစီရင်ရေး꿰ပြပုံဟုတ်တယ်နောက်ပြီး diving စီချင်းနဲ့ခွန်သမားတွေစီရင်ခြင်းလို့အခုခေတ်နဲ့မတူတဲ့ထူးခြားတဲ့အမှုစစ်ဆေးနေတယ်အင်းဒါဒီအလုံးကိုခြုံကြည့်လိုက်ရင်ဒီစနစ်သာ ဒလိထုံတန်းဘယင်စနစ်အောက်ချုပ်မှုလူမှုအတိုင်းဝိုင်းရဲ့တဟားစာရဖြစ်မှုကိုအလေးထားတဲ့ဒီနေ့ခေတ်စံနှုန်းနေနဲ့တတော်လေးကွဲပြားတဲ့ကိုပိုင်ဟန်နဲ့အထူးခြားတဲ့ဥပေနဲ့တရားစီရင်ရေးစနစ်တခုဖြစ်ခဲ့တယ်လို့ပြောနိုင်မယ်ထင်ပါတယ်ဟုတ်ပါတယ်ဒီဆွေးမွေးမှုကနေနောက်ဆုံးစဉ်းစားရတဲ့ခုပေးခဲ့ကျင်တာကတော့လေဟုတ်ကဲ့ဒလိထုံတန်းလူမှုတဟားစာရဖြစ်မှုနိဖက်တဘတူခုံတမာတီနီလန်းတွေကိုအကျွဲ့မဲ့ ဘရင်အုပ်ချုပ်မှုနဲ့အတူရှင့်တွဲကျင့်သုံးခဲ့တဲ့ဒီတိုင်းမှာဝင် အတွေ့အကြုံတွေကနေပေါ့နော်။อืมဒီနေ့ခေတ်မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးရေးနဲ့ခင်မီတရားစီရင်ရေးစနစ်ထူထောင်ဖို့စူးစမ်းရမှာဘယ်လိုသင်ခန်းစာတွေအတိအမြင်နေရနိုင်မလဲ။ဒါမို့ဘလို့ကွာခြားစံချင်မှုတွေရှိနေမလဲဆိုတာပေါ့နော်။ညမာတော့မမျောလင့်တဲ့ပုံစံနေနဲ့ဆက်ပြီးရှင်းတန်းနေနိုင်လေးလားဆိုတာကတော့ဆက်လက်စဉ်းစားဆင်ခြင်ဆရာအချက်တစ်ခုဖြစ်မှာပါပဲ။ဟုတ်ကဲ့ ဲ့ဒီအချက်လေးကိုစဉ်းစားဖို့ထားခဲ့ခြင်းပါတယ်